တကယ်တော့တဲ့ဘယ်မိမကမှကျွန်မကိုချစ်ပါလို့သွားပြီးတော့ပြောမယ်မထင်ပါဘူးတဲ့မိမရှိပြီးသားယောက်ျားတွေကစီးနဲ့ကန်းနဲ့တာနေမယ်ဆိုရင်တဲ့ဖောက်ပြန်ခြင်းက ဖြစ်လာစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်လို့ရည်ထားပေးတာဖြစ်ပါတယ်ဒီຢာကတရားရံကန်တော့မှန်နေလားဆိုရင်တော့မှန်တဲ့လောက်တော့မှန်တယ်တို့တော်များလည်းတချို့တော့နှစ်ဦးနှစ်ဖက်ကြည့်မယ်ဆိုမိန်းကလေးဘက်ရောယောက်ျားလေးဘက်ရောကြည့်မယ်ဆိုတချို့တော့ဒီကျွန်တော်တို့အိမ်အောင်ရှိနေတဲ့အမျိုးသားတွေကိုတချို့တော့မိန်းကလေးတွေကအသင်းသွားပြီးတော့ချင်းကပ်တာမျိုးလည်းရှိပါတယ်ဒါကကျွန်တော်ရဲ့ညမြင်ကိုတွေးတယ်လည်းအများကြီးအပြစ်မှာတွေ့ပူပါတယ်မိန်းကလေးဘက်ကသွားပြီးစပြီးချင်းကပ်တာလည်းရှိလို့ယောက်ျားလေးဘက်ကသွားပြီးတော့ချင်းကပ်တာမျိုးတွေလည်းရှိပါတယ်အဲ့တော့ဒီနေရာမှာတခုရှိတာကတော့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပိုင်ရှင်ရှိနေမှန်းသိပြီးဆိုရင် တို့စိတ်နဲ့တောင်မပြစ်မှားတာအကောင်းဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်သူများရဲ့အတိုက်အမြုံပေါ့နော်။သူများရဲ့အတိုက်အမြုံဟာကျွန်တော်တို့အရန်အကုန်မှာအရေးကြီးပါတယ်။လောကကြီးထဲမှာအပြစ်ကြီးဆုံး၅ခုရှိတယ်။ ဲ့ဒါကဘာတွေလဲဆိုတော့ပြားဖို့သားတို့မယားခိုးနွားတို့ခွေးတိုက်တောမီတိုက်ဆိုတဲ့အရာပဲဖြစ်ပါတယ်အဲ့ဒီထဲကမှမယားခိုးဆိုတဲ့နေရာမှာသူများတကမိသားစုရှိနေတဲ့နေရာမှာအိမ်တော်ရှိယောက်ျားတို့မို့အိမ်တော်ရှိမယားစသဖြင့်ဒီနေရာမှာကျွန်တော်တို့အိမ်တော်ရှင်တွေပေါ်မှာကိုကသွားပြီးတော့စိတ်နဲ့တောင်မပြတ်မှာဘူးသူကတကယ်ကိုအရန်လူအပ်ပါဒါဟာတကယ်အပြစ်ကြီးတဲ့အရာတစ်ခုထဲမှာပါပါတယ်ကျွန်တော်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားဟောထားတဲ့ကျမ်းဂန်ထဲမှာလည်းပါရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျွန်တော်တို့ကအခုခေတ်မှာဘာသာရေးလိုက်စားတာအားနေတာရယ်ပြီးတော့ကိုကိုကိုဒီနေ့တာရုပ်ရှင်ဇာတ်ကားကြီးနောက်ပိုင်းနောက်တိုင်းပေါ့နိုင်ငံခြားတွေကိုလိုက်ပြီး သူ့ယူတဲ့နေရာမှာဒါတွေကမယူတဲ့အရာတစ်ခုဖြစ်စေတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးကဒီနေရာမှာမိန်းကလေးဘက်ကပဲဆက်စားယောက်ျားလေးဘက်ကပဲဆက်စားအပြည့်ရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါကတော့ဘယ်သူမှတော့ကိုယ့်ကိုယ်တော့လာပြီးတော့မှပတ်ဝန်းကျင်ကတော့ပြောတာတော့မဟုတ်တော့ဘူးတို့တော်များကိုယ့်ကိုယ်ကိုဒီနေ့ကျွန်တော်ဟာအကြီးတိတ်ခါဂုံတိတ်ခါရှိအောင်ကြိုးစားလို့ရတာဖြစ်ပါတယ်ခင်ဗျာလူတိုင်းလူတိုင်းကတော့တေးကြတော့တော့ဒီလိုမျိုးတော့ပဲဖြစ်ရှင်ပါမယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ပေါ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ဖြစ်တဲ့ဒီလူတယောက်ပေါ်မှာကိုကကြိုက်တယ်သူ့ရဲ့ငွေရေးကြီးပိုင်းဆိုင်ရာကိုကြိုက်တာလားဒါမှမဟုတ်သူ့ရဲ့ရုပ်ရည်ကိုကြိုက်တာလားသူ့ရဲ့ ပကာတနာကိုကြိုက်တာလားယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ကိုကြိုက်လိုက်တဲ့သူတယောက်ကသူတို့ဟာအိမ်အောင်ရှိတယ်ဆိုကိုလုံးဝ နောက်ဆုတ်တိုက်တာအကောင်းဆုံးပဲသူတို့မှာတက်ဆိုင်သူရှိတယ်သူတို့မှာရှစ်သူရှိဆိုကိုသွားပြီးတော့မှတောင်းဝင်မလျှောက်တာကအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ခင်ဗျာဆန္ဒကိုတိတ်ခါနဲ့ထိမ့်သိမ့်ပါဆိုတဲ့အတိုင်းပါပဲခင်ဗျာကျွန်တော်အဲ့လိုမှမဟုတ်ပဲနဲ့လောကကြီးမှာမိတ်ဆွေနံပါတ်၁ချက်ချောတဲ့သူကိုကြိုက်တယ်ဆိုရင်ချောတဲ့သူဟာတပုံကြီးရှိတယ်မိတ်ဆွေတို့ငွေရေးချင်းကြီးရှိတဲ့သူတဘောကြဆိုငွေချမ်းသာတဲ့သူတွေမှာတပုံကြီးပဲရှိတယ်ခင်ဗျာကပါအာပကာတနာတွေရှိတဲ့သူဆိုလည်းလောကကြီးမှာတကယ်ဟိုမှပကာတနာများတဲ့သူလည်းအများကြီးရှိတယ်ဒီလိုမျိုးတာဆိုရင်ကျွန်တော်တို့ရဲ့စိတ်တွေကစဉ်းစားကြည့်ပါမိန်းကလေးပဲဖြစ်ယောက်ျားလေးဖြစ်တွေ့တဲ့သူတွေမှာများအကုန် န်လုံးကိုလိုက်ပြီးပတ်သက်ရှင်နေဆိုဒါကြောင့်မို့လို့လေတချို့တွေဆိုတယောက်ထင်းနဲ့မတင်းတိမ်မဲနဲ့အများကြီးပဲရှောက်ပြီးပတ်ရှုံနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးကဒီချက်ကိုတေးတေးချာချာအကောင်းဆုံးကိုကိုကိုအာစိတ်ကိုပေါ့နော်အကိုချင်းတိတ်ခါတရားကောင်းပြီးတော့မှတကယ်ကိုကျွန်တော်အသိပညာအသွေးခွန်နဲ့ထိမ့်သိမ့်ပြီးနေမယ်ဆိုရင်တော့ဒီလိုຢာတွေတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဒါကြောင့်မို့လို့အားလုံးအားလုံးနေနဲ့ကျွန်တော်တို့ဘဝကိုဖောက်ပြန်ချင်းကင်းတဲ့ ဘဝကိုအားလုံးအားလုံးလူငယ်တွေကိုလည်းပြန်လဲပြီးတော့လက်စီကံပြောပြချင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုပြီးတော့မှလူငယ်အများစုအတွက်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာ